အားလုံးအသောကလိုင်းကိုရတဲ့နဲ့မမ YouTube channel လေးကနေ nutrients အားသူတို့လိုက်ပါတယ်ဒီနေ့လေးမှာတော့နန်းနန်လေးကဆရာကြီးမောင်ခင်မင်းတို့ပြုရေးသားထုတ်ဝေတယ်စကားသမုတ်တရားစာသမုတ်တရားဆိုတဲ့စာအုပ်လေးရဲ့အပိုင်း73ကိုရွတ်ဖတ်ပြပေးမှာဖြစ်ပါတယ်ထွေထွေရရာဥပစာဝိဒူရာဆတော်တွင်နဂါမိဖျားကြီးဝိမလာဒေဝီတီ တရားတော်ဝိရုဒသုခမေဤတရားနာလို့ဒီကိုကြားရိုက်မပြောဘဲဝိရုဒသုခမေဤနှလုံးသားကိုလိုချင်သည်ဟု တင်စားပြောခဲ့ပူပါတယ်ဝိရုဒဤမှုံမြတ်သောနှလုံးသားအဖြစ်ဥပ္ပစာတင်စားလိုက်ခြင်းဖြစ်သည်ပေရင်အတက်စေအတက်လိမ္မာသူသည်တန်းပြီဤမျက်စိမြည်ဤတရှိုသည်တန်းပြီဤနားမြည်ဤ ကရီးရကျွဲတို့သည်တိုင်းပြည်၏ဝမ်းမြေ၏စစ်သည်တို့သည်တိုင်းပြည်၏ချိန်မြင့်၏လက်နက်တို့သည်တိုင်းပြည်၏လက်နက်မြည်၏စသဖြင့်တိုင်းပြည်အင်္ဂါများကို ကိုရင်ကစိတ်ပိုင်းများအဖြစ်တင်စားလေရှိပါသည်အစင်လာကိုလည်းရွှေစာပေများတွင်တွေ့ရသည်ဤသို့ကိုရင်ကစိတ်ပိုင်းအမည်များဖြင့်အစားရများကို တင်စားခေါ်သောအလေသည် အလွန်သင်ကျက်သောအလေးအဖြစ်ကြပြဆရာကမိတ်တော်တော်နေတော်ချက်ကလေးများကိုမျက်လုံးကလေးများဟုတင်စားခြင်းတင်စားပါလိမ့်မယ်ရွေတရားနေတော်ကိမ်မြင်ကလေးကိုစံချင်းမြင်ကလေးဟုတင်စားခြင်းတင်စားပါလိမ့်မယ်ပြုကနေပြက်ကနေလက်လိုက်တော်လျက်စင်နယ်များကိုပွေးဖက်တော်မြေလက်ဆောင်ကလေးများဟုတင်စားခြင်းတင်စားပါလိမ့်မယ် နေစဉ်သောစကားများဖြစ်သောစကောင်းတောင်ချင်းနာယီလက်တံမြင်းမျက်နှာစသောတင်စားမှုများကက FSM ဟုတ်တော့ပဲအသားကြအနေထိုင်နေပါပြီလူသည်စက်ကြရာချီကိုတိုင်းတရန်မိမိကိုယ်ကိုကိုက်တံအဖြစ်အသုံးပြုတတ်သောသဘာဝရှိကြောင်းအဆိုအမဲရှိပါတယ်အပြန်အလှန်အဖြစ်အစားအရာများဤအမည်များဖြင့်လူကိုယ်ခန္ဓာ အစိပ်ပိုင်းများအားတင်စားခေါ်ဝေါ်မှုလည်းရှိပါတယ်။တို့တော့တိမ်များများဆက်ဆံမဟုတ်ပါ။တည့်ရနဲ့သူတော်စပေါ်ဖြင့်နေရဟုခေါ်ခြင်းမျိုး အပင်နဲ့သူတော်စပေါ်ဖြင့်စပင်ဟုခေါ်ခြင်းမျိုးအတီးနဲ့သူတော်စပေါ်ဖြင့်ငါတီးဟုခေါ်ခြင်းမျိုးစသည်တို့ဖြစ်ပါတယ်။အတဘေရာပညာရှင်များကဥပစာတင်စားမှုအခြေခံရာနှဲပယ်မျိုးကိုစနစ်တကျခွဲခြားကြပါတယ်။ အထက်တွင်ပြကားခဲ့သောလူကိုခန္ဓာကိုအခြေပြုသောဥပ္ပစာများအပြင်ပြိဆံမီများကိုအခြေပြုသောဥပ္ပစာများခွေးချေဝတ်ဦးစနေရတကစသည့်တက်ပင်မီများကိုအခြေပြုသောဥပ္ပစာများရွှေပုံးတိအညွန်ကျော်အညာလေစသည်အတုံးဆောင်များကိုအခြေပြုသောဥပ္ပစာများ။ဦးနှင်းခန်းရွှေပေါ်များတွင်မိမောင်တို့စသည် အဆွေနဲ့နေရာကိုအပြောင်းလဲပြင်စားသုံးပြုသောဥပစာများရောနဲ့ဝေသည်တည်င်းချုပ်ဖို့ဝေသည်သည်စာလင်အာယောခန်းစားမှုကို ပြောင်းလဲတင်စားသုံးသောဥပစာများပူသောအတန်ချင်သောအနဲ့ချုပ်သောစကားဧသောအသွင်စာသည်အကောင့်တွင်မှတွက်မဲ့သဘောသူပြောင်းလဲသုံးပြုသောဥပစာများစိတ်တူညံတဲ့အမြင်ချင်းစသဖြင့် ပဲချက်တင်ပြကြကြပါလေရည်သည့်နယ်ပဲကို အခြေခံ၍ရည်သို့တင်စားသည့်ဖြစ်စေဥပစာတင်စားမှုသည်တင်စားသည့်အခိုက်အတန့်သဘောအရအနှံ့ရိပ်ပဲထင်လာရခြင်းဖြစ်ပါလေအတူတပြည့်သူညီမှုကိုအဆွေပြုသောဥပစာများသည်စကားဆက်ဆက်မပါပဲဥပစာအပြည့်မရက်တည်နိုင်ပေတရရက်ဟူသောစကားဆိုပါစို့ တူကြီးသာဆိုထွန်စကားတီယူယူစကားလားဥပ္ပစာစကားလားခွဲလို့သိနိုင်ပြီမဟုတ်ပါတရရကလေးတွေအပင်ပေါ်မှာ စိမ့်နေတာပဲဟုပြောလေရင် စကားဆက်ရယူယူစကားဖြစ်ကြောင်းသိနိုင်ပါတယ်ထို့အတူသူတရရကို ခွဲစိတ်ကုသရမယ်လို့ဆရာဝန်ကပြောတယ်လို့ပြောလေရင်တရရပင်ပေါ်ကတရရမဟုတ်ပဲကိုခန္ဓာအတွင်းအဆိုင်ညက အစိပိုင်းကိုဆိုတော့ကြောင့်ဥပစာစကားဖြစ်ကြောင်းစကားဆက်ရသိနိုင်ပါတယ်။ဟောကြားတဲ့တွင်ဥပစာအဖြစ်ရက်တိလိုက်ခြင်းဖြစ်ကြောင်းတွေ့နိုင်ပါတယ်။ဥပစာတင်စားသည့်နေပေများတွင်ခမတီကို ကုချီတန်ချီအလေလေအပတ်ပတ်ဖြစ်တတ်သည့်သဘောရှိပါတယ်။ဒုတိယကျောင်းစန္ဒာဆရာတော်ကဥရရကပကတနေချံတွင်ထိုသဘောကိုမင်းဆိုပူပါလေ။ ဆရာတော်ကအာဟုသောစကားကို ဖွင့်ဆိုရရင်အဝတ်ထက်မိနေဘက်ကိုတွင်ရစီ၍စားသောစင်ဖြည့်ချင်းကိစ္စဖြင့်ပိတိကိုထောက်၍အာဟုခေါ်ဆောင်ဖွင့်ဆိုသည်တွင်ရနေသည့်အတွက်အာဟုခေါ်သည်ဟု ဆိုလိုခြင်းဖြစ်သည်လူတရိစံဟုသောသက်ရှင်များ၏အင်္ဂါစိတ်ပိုင်းများသည်အာကိုခြိကံအတွက်သုံးသောခါကြီးရာဖြစ်လာသည်ဂျပန်ကြီးရာကဲ့သို့နေသော ။တမဲ့အသည်ကိုချီရသည်ဟုတင်စားပြန်နေ။ထိုမှတပန်တက်ရှိလူတို့ဆုံးတယောက်၏အသည်ချီရကဲ့သို့နီနီသူကိုတင်စားပြန်တော့ခါဥပစာတင်စားမှုသည်တမိမှတက်ရှိချမ်းသို့ပြန်လာပြန်တော့သည်ဤတို့ဖြင့်ဥပစာတင်စားမှုများသည်အလဲပပဖြစ်သည့်တဘောရှိပါလေဥပစာတင်စားရတဲ့အတတ်ဝင်မှုအာလိတင်ရှိမှုအတိုင်းအတိုင်းစာအချို့ခွဲခြားသွားပါလေ မျက်နှာဟူသောစကားဆိုပါစို့မျက်နှာသည် လူကိုခန္ဓာအစိပ်ပိုင်းမြည်သည်ထမတခံချွဲမျက်နှာမြင်းမျက်နှာစသဖြင့်အခြားသက်ရှင်များဤအစိပ်ပိုင်းဖြင့်ရွှေပြောင်းသုံးသည်ထမတပြန်ရှင်းမျက်နှာမြင်းမျက်နှာစင်းမျက်နှာစသဖြင့်တက်မဲ့များဤအစိပ်အပိုင်းဖြင့်ရွှေပြောင်းသုံးသည်သူမတပန်တောင်မြတ်နာမြောင်းမြတ်နာစသဖြင့်ဒွမ်းမဲ့တဘောများအတွက်ပါရှေ့ပြောင်းပုံပြန်သည် ဖမစဖန်ညနာအီးတင့်တယ်မှုဖြက်တည်ရှိမှုအများနဲ့ဆက်ဆံရတွင်မြို့ပြကောင်းမှုဟုသောခုံများကိုအစေပြု၏ညနာကြည်တီညနာရသည်ညနာထောက်သည်ညနာပြက်သည်စသက်ဖြင့်အမျိုးမျိုးတင်စားတုံးကြပြန်သည်သောမတပန်ရွှေရကုံစေရီတော်ကြီးကိုနိုင်ငံ၏စက်တီဆောင်မျက်နှာအဖြစ်ခန်းစားမိတော်တက္ကသိုလ်မမကြီးကရွှေရကုံစေရီတော်ကြီးအား နိုင်ငံ၏မျက်နှာပကားဟုတင်စားလိုက်တော့ကဒေဒီချီဤဂုံကိုဆင့်ကျင်မိပြီးကျင်းရစိတ်ပွားများလာနိုင်ပါတယ်ရှေးမျက်နှာမြောင်းမျက်နှာတို့ဘက်ကမျက်နှာအရာမျက်နှာကြက်တီတို့ကပို၍ဥပ္ပစာအာနိသင်ရှိပြီးနိုင်ငံတော်မျက်နှာကထိုထွက်ပို၍ဥပ္ပစာအာနိသင်ထက်မြက်အသက်ဝင်တီဟုဆိုနိုင်ပါတယ် ဟောင်းလန်တော်ဥပစာအတွက်သိလင်လွတ်ဆက်သော ဥပစာကပိုရိပ်အန်လီတင်ရှိများတပါဝပင်ဥပစာတင်စားရာတွင်တင်စားခံရသည့်အကြနှင့်တင်စားသည့်အကြကိုနေပဲချင်းအနီဝေးကိုလိုက်ရေဥပစာအာနိတင်ကွာစားနိုင်ပါတယ်။ပါမောက်ခဥပကနေပဲချင်းဒီကက်ချင်းကို တောင်းချင်းဟုခေါ်လေရေ။နေပဲချင်းဝေးခချင်းကိုတောင်းချေဟုခေါ်ပါတယ်။ င်းလောက်ကံကိုပင်လေဟုတင်စားခြင်းသည်ကြောင်းချင်းသည့်တဘောဖြစ်သည်ကံနှင့်ပင်လေသည်ရေချင်းအတူတူဖြစ်လျက်နေပဲချင်းဒီလိုသည်မထမ်းမြန်နိုင်ပါရှမာရထတာရက950ဆက်ပင်လေဟုတင်စားရရင်မူဆက်နေပင်လေသည် နေပဲချင်းတခြားစီဖြစ်သည် ဝေတီကြောက်ကြသည်ထို့ကြောင့်ထိုဥပ္ပစာသည်အာနိသင်ထမ်းမြန်သည် ကျေဝလာတော့ဇဝိတုများဤပမာဏကိုထင်ကန်နေမြင်စေသည်ငွေသုံးများကိုတထဲသားလိုတင်စားခြင်းသည်ထောက်ချင်း၍စွစွပူပူလောက်တတ်မှုကိုမိငယ်ဟုတင်စားခြင်းသည်တောက်ကျဲသည် အာလိသင်ချင်းကွာပေါ်များကိုဆင်ကျင်ကြည့်နိုင်ပါသည်ပါဠိသစကားများတွင်လေအန်လီဥပစာအန်လီတဲ့အကွဲပြားလေးရှိတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ါဠိစကားတွင်ပါဠိဘာသာအင်္ဂလိပ်ဘာသာတို့နဲ့ရှင်းလင်းကွမ်းဝင်နေသောမြန်မာဘာသာစကားတွင်ဥပစာစကားများလည်းပါဝင်လာပါလေဘာသာပြန်ဥပစာစကားများမှာပါဠိဘာသာတက္ကိနိကုဆယ်နဲ့တပိမောက်တိနောကရတိပြီးနေပြီပြည့်ရစွာအမှုခသမီးဟေကောထေတိကိုနှုတ်လန်သူတီဟူ၍မြန်မာပြည်သို့တုံးဆွဲနေကြသည်မှာအသားကြနေပါပြီ။ သူကသူအင်္ဂလိပ်ဘာသာ writer ကိုလေ့ရသမှာကိုကကိုစစ်အေပေပါပေပါ site ကိုစက်ကူချဟူရင်ဘာသာပြန်ဆိုသုံးဆဲနေဒီမှာလဲအသားကြနေပါပြီသူကသူ music ဟူသောအင်္ဂလိပ်စကားများ music လက်ဟူသော latin စကားမှအစင်းသက်ပြီးကျော်ကလေးဟူဘာသာပြန်ယူရာကျက်သားဟူသောစကားဖြစ်လာခြင်းပင်လို့ ကျဟုသောတိရိစ္ဆာန်အမည်ကိုလူခန္ဓာကိုအစိပ်ပိုင်းသို့တင်စားပုံချင်းဟူသည်မှာ စိတ်ဝင်စားပွဲဖြစ်ပါသည်ဥပစာတင်ကြခြင်းသည်အဟောင်းမှတတို့ခေလျာခြင်းဖြစ်သည်ဘာသာစကားတစ်ခုတွင်အတိတ်တောဥပစာတင်စားမှုသည်ဆက်ဆက်၍ပေါ်ထွန်းနေမည်ပင်ဖြစ်သည်ဟုတ်တူဘာသာစကားသည် ဥပစာတင်စားမှုဖြစ်စဉ်အရဆက်ရဆက်၍ဖွံ့ဖြိုးနေမည်ပင်ဖြစ်ပါသည် နှခမ်းနီနဲ့အိမ်မြောင်ကျောင်းခွင့်ရက်တရက်တွင်ဖြစ်ပါတယ်။ကျောင်းသွားရမည်ဖြစ်၍စနေပြစ်သူကမှန်ရှိတွင်ဖိလိန်ပြစင်နေပါလေ။ထိုစဉ်တမီးငယ်လေးကအိမ်ငန်းနဲ့ပြေးဝင်လာပြီးမေမေပါလုံးနေတယ်ဟုမေးလိုက်သည်။မေမေနှခမ်းနီဆိုနေတဲ့တမီးရေဟုသူ့မေကပြန်ပြောလိုက်သည်။တမီးတူမီလက်ထဲကနှကန်းလီဆိုတောင်လေးကိုကြည့်ရင်မိမိကလည်းမဟုတ်ဖြစ်မဟုတ်ပဲနဲ့ဟုပြောပါလေ ဘာမဟုတ်တာလဲတမီးရဲ့ဟိုမေးတော့ခါတမီးကမေမေဆိုးနေတာနှကမ်းမိမှမဟုတ်ပဲလိမ္မော်ရောင်ကြီးပဲဟာနှကမ်းလိမ္မော်လို့ခေါ်ဖို့ကောင်းတာပေါ့မေမေရဲ့ဟိုတင်းတင်းဆဆအပြန်ဖြေပါလေတမီးပြောဖို့ကြောင့်သူ့အမေမဘာဆက်ပြောရမလဲမသိတော့ပဲရှိရတာနေရပါလေမှန်ပါတယ်ကျွန်တော်တို့ဒီနှကမ်းလေးဆိုတဲ့များကိုနှကမ်းလေးဟုပင်ခေါ်ကြပါလေ ၎င်းကြီးစိုးစီစပေါ်ကတော့ကအနည်းယောက်ကမျိုးတည်းရှိတဲ့ပြင်ဤသို့ခေါ်ခြင်းဖြစ်နိုင်ပါလိမ့်မည်၎င်းကြီးဆိုသောစကားသည်တော်တော်လေးအသားကျနေပါပြီနောက်ပိုင်းတွင်လိမ်မော်ရာတပြေရောင်အညိုရောင်ခက်ဆက်စိတ်ရောင်စတဲ့ပြင်၎င်းကြီးစိုးစီအယောင်မျိုးမျိုးပေါ်လာသည့်အခါတွင်လည်း၎င်းကြီးဟူပင်ခေါ်နေကြဆဲဖြစ်ပါတယ်တမင်းငယ်ပြောသလိုနှခမ်းလိမ်မော် နှခမ်းညိုနှခမ်းစိန်စတဲ့ကြေးဘလူးမြမခေါ်ကြပါနှခမ်းညှူဆိုလျှင်ပေရောင်ပဲဖြစ်ဖြစ်နှခမ်းဆိုစေးအားလုံးကိုခြုံရဲရှည်ညွန်းနိုင်ကြနားလည်နေကြပါပြီနှခမ်းညှူသောစကားမှာအနီဤအတိတ်ပဲသည်မိမိပြောက်ွယ်သွားပြီနှခမ်းညှူသောတီးထန်သဘောမှာနှခမ်းဆိုစေးအားလုံးကိုကျေးပွရသဘောဖြင့်ပြောင်းသွားခြင်းဖြစ်ပါတယ်အဆိုတော်မေလောက်ဤနှခမ်းညှူဆိုစေးကိုလည်း အီတို့အီနဲ့တွေ့ရမှာသာဖြစ်ပါတယ်။နှကန်းဒီကိုအခြားသင်္ကေတပေါ်များလည်းရှိသေးပါဘူးတဲ့။မြန်မာစာပွဲတစ်မျိုးဖြစ်တော့ငပိဆိုပါဆိုငါးခုစားတိတ်ပြီးကုတ်ဖိထားဒီကိုငပိဟုခေါ်ကြောင်းအများသိကြပါတယ်။ငါပိကိုမလုံပဲပစုံကိုလုံတော့ခါပစုံငါပိဟုခေါ်ကြပါလေငါပိဟုတော့စကားတိပ်ပဲကျဲသွားခြင်းဖြစ်ပါလေ ဒါကြောင့်လည်းမြန်မာဘိတ်ပဲအချင်းချုပ်တင်ငါပိအီအတိတ်ပဲကိုတင်ငါခုစားတဲ့ကုတ်ဖီးကြာစီအောင်ပြုလုပ်တာဒီစပွဲနေ့ငါဘတ်စုံကနန်းတို့ကိုစားပတ်နေလန်းဆုံးလိုက်ထောင်းရင်ကြာစီကံအောင်ပြုလုပ်တာဒီစပွဲဟူရင်အချင်းအစဲနှမျိုးပေးထားခြင်းဖြစ်ပါတယ်ပစုံငါပိဟူတုံးတော့ခါငါ၏အတိတ်ပဲမေးမိန်ပြောက်ွက်သွားပြီး ပြည့်ဤပြပြသောအတိတ်ပေတာကြံနေပါတယ်။ထိုမတဖန်ပစုံငပိနဲ့ကွဲပြားစေရန်အတွက်ငါငပိဟုငါဟုသောဝိသေနာကိုပင်ထက်ထဲသုံးခြင်းမျိုးကိုလည်းစိတ်ဝင်စားပွဲတွေ့ရပါတယ်။ထို့အတူငါကလေးများကိုစားနေ၍ကြော်ထားသောစားစရာကိုငါပေါင်းကျော်ဟုခေါ်ရမှာငါမပါပဲပူတီစက်တော်ပစုံတို့ကိုထိုးထိုးကြော်ထားလျင်ပူတီငါပေါင်းကျော်စက်တော်ငါပေါင်းကျော် ချက်တွန်ပစုံကျစသဖြင့်ခေါ်နေကြမည်ပါပဲ။ကုမတပန်ထိုးကြောင်းများနဲ့ကွဲပြားစီရန်တွင်ငေါငါပေါင်းကျဟူအချို့ကခေါ်ကြပြန်သည်လေ။စိတ်ဝင်စားပွဲအသုံးလုံးများပင်ဖြစ်ပါလေ။မော်တော်ကားဆိုလည်းရင်အများအားဖြင့်ဘိန်းလင်းပေးပါကြောင်းအများသိကြပါသည်။ဘိန်းလင်းပေးတဲ့ကားမျိုးကိုမြင်တွေ့ရမှာဘိန်းတော်ဝင်းပါပါလေကားကလေးများပေါ်လာတော့ခါ ကောင်းမင်္ဂဟုခေါ်ကြရသည်မြင်းလေးစားတွင်လေးစားကာမျိုးနှင့်ကွက်ကြအောင်သုံးမင်းဟုသောဝိသေသနာကိုထည့်လိုက်ခြင်းဖြစ်ပါသည်သုံးမင်းကားကလေးများကိုအငှားရင်ဖြင့်အသုံးကျင်ကျဲသုံးမြင်ရမှတပံပင်လေးတဲ့ကားကလေးများကိုပင်သုံးမင်းကားနှင့်ကွက်ကြစီရန်လိမ့်ပင်ကားဟုခေါ်ကြပြန်ပါသည်သုံးမင်းကားပေါ်မပေါ်ကလေးရင်လေးမင်းကားဟူသောစကားတည်းပေါ်လာစရာအကြောင်းမရှိပါ ကားပဲလေးဘိန်းပါလို့ဘယ်နှဘိန်းပါရမလဲဟူရန်တောင်ဆရာပင်ကောင်းနေပါသေးတယ်။ပိုရဲ့စိတ်ဝင်စားပွဲကောင်းတော့အချက်တစ်ချက်မှာတောင်းဝင်းကားကလေးများကိုရန်ကုန်မြို့ပေါ်မှာကြောက်သားပြီးလေနောက်ပိုင်းလေးဘိန်းကားဟူသောအခေါ်တော်သည်လေမတိမတာကြောက်သားချင်းပင်ဖြစ်ပါတယ်။နိုင်ရှင်ခွဲပြားဆရာမလို့တော့တဲ့အတွက်လေးဘိန်းဟူသောဝိသေသနာလေးထဲ့ဆရာမလို့တော့ချင်းဖြစ်ပါလိမ့်မယ်။ ခေါနာမဂျပန်ငယ်ငယ်စင်ကစကားပြောတတ်သည်ဖြစ်ရက်ကလေးတစ်ခုကြောင့်ကိုအများကြားဘူးကြမယ်ထင်ပါတယ်ဖုံးတော်ကြီးចောင်းသားကလေးနှစ်ယောက်အငင်းခုံဖြစ်ကြသည့်အကြောင်းဖြစ်ပါတယ်တယောက်ကဒရိဆန်ငယ်ကလေးတစ်ကောင်ကိုလှဝါပေါ်တင်ပြီးဒါအိမ်မြန်ခွဟုဆိုသည်တယောက်ကမဟုတ်ဘူးကွာဖုံးကြီးចောင်းနေရမှာကက်မြောင်နေတာမို့ចောင်းမြောင်ခွဟုညင်သည် အိမ်မြောင်ကွာကျောင်းမြောင်ကွာဟုငင်းကြရင်ခုံးတော်မှချပန်းဖြစ်လာမယ်တငယ်လေးတန်အစုံအဖြဲ့ခံကြသည်တငယ်ကလေးကဒါအိမ်မြောင်လည်းမဟုတ်ဘူးကျောင်းမြောင်လည်းမဟုတ်ဘူးအခုလက်ပေါ်မှာနေတာမို့လက်မြောင်ကွာဟုအစုံအဖြဲ့ပေးလိုက်သည်ဆိုတော့ဖြစ်ရကလေးပင် ဖြစ်ပါတယ်အိန္ဒိယတွင်ကျွန်တော်တို့နဲ့ဆိုင်သည့်ကိစ္စမှာအိမ်မြောင်ဆိုသောစကလုံးဖြစ်သည်မူလကအိမ်မှာကံ့ညောင်နေတဲ့သည့်အချင်းကို အစွဲပြု၍အင်ညာဟုအမည်ပေးခဲ့ခြင်းဖြစ်ပါလိမ့်မယ်။အမည်ပြောင်းလဲရတာတွင်ခေါင်းတော်မှစပါခဲ့ပြောသလိုနေရလိုက်ပြီးကြောင်းမြောင်လက်များစသဖြင့်အမည်ပြောင်းသွားစရာလည်းမရှိပါ။ဘယ်အရာမဲပြောင်းတော့သွားနှကန်းလေဟုတော့အခေါ်ဝတည်မြဲနေသလိုဘယ်နေရာမှာပဲသွားပြီးကက်မြောင်နေနေအင်ညာဆိုတော့အမည်ပင်ဆက်လက်တည်မြဲနေပါလိမ့်မယ်။ ထို့ကြောင့်လည်းမြဟာပိတဲ့အချင်းနဲ့တွင်အညာဝိအတိတ်ပဲကိုဖွင့်ဆိုရတဲ့အဆောက်အုံများတွင်ကံ့ညောင်နေသည်ပြီးလက်သေးခံတုပ်၍သုံးလက်မခံရှိလျက်တော့အညိုရအစင်းရှိသည်ဆုတ်ထိုးသက်သည့်ဒေဝဝါတမျိုးဟုပင်ဆုံငုံမိအောင် ဖွဲ့ခြင်းဖြစ်ပါလိမ့်မယ်။တပတ်ကကြည်ပြန်လည်ရင်အိမ်မောင်ကံ့မြောင်နေတဲ့တရဝများတွင်တောက်တဲ့ပိုဟံစသည့်တရဝများလည်းရှိပါသေးလျက် ခေါင်းတို့ကဘာကြောင့်အိမ်ညာဟူမခေါ်ပဲနေရတနီဟူမေးဖွယ်ရှိပါတယ်အိမ်ညာတွင်ဒုတိယဇွန်အောင်စံတာဆရာတော်ဟိဝိဟာရပကတနီချန်တွင်ဦးဟူသောဝိဟာရဖွင့်ဆိုချက်ကိုကိုပြလုပ်ပါတယ်ဆရာတော်ကကိုခန္ဓာလည်းရှိဦးဟူသောအင်္ဂါစိတ်ပန်တိပုတ်တော်ဥဒတိအတွက်ဦးဟူခေါ်ခြင်းဖြစ်နိုင်ကြောင်းမိတ်ဆိုပြီးနော်အသက်အဆုတ်အသွေးအည် အလုံးစုံပဲသို့ဦးတက်တီချီကိုဥတာပုံနဲ့သို့ဥတက်ကဲ့သို့မဆိုတင်ကဆိုပဲရှိ၏ထို့သို့တော်လေဥရင်ကသည်အလေ၌တည်တော်လျာသို့ဦးလေတော်ရာ အထူးထင်မြင်နေသည်ကိုဆွေရဲ့ဥဘတာဆိုတင်တီလဲရှူတင်၏အသေးစုပ်တို့မှာ အမိတူးရပြီဖြစ်၍အဝူတာလည်းရင်ဥဟုသောအမိကိုရှားပါသည်ဟူ၍လဲရှူတင်၏ကိုရဲ့မိတ်ဆွေထားပါတယ် ပုံလန့်သူဥဒတ်တော်အင်္ဂါစိတ်ပန်းချီဖြစ်တော်လေဥကပူရေတူလေတိတော်ဥဟုတော်အမိတင်းချင်းဖြစ်နိုင်ပါတယ်အချားအင်္ဂါများမှာအသက်အဆုံစသည်ပေးချမီများရှားရှိနေပြီးဖြစ်တဲ့ရွတ်ဥကိုတာဥဟုခေါ်ခြင်းလည်းဖြစ်နိုင်သည်ဟုတုံးတက်ပြထားခြင်းဖြစ်ပါတယ်ထို့တကားကဲ့သို့ပင်အိမ်မှာကံ့မြောင်သေးသောတတဝချီးပင်ဖြစ်တော်လဲ အညာမှာပို၍ကံ့မြောက်တတ်သည့်အမှုချင်းရှိခြင်းအစွာတတဝါများတောက်တဲ့ပိုးဟဲစသောအမိများရှိနေခြင်းတို့ကြောင့်အညာဟုသောအညာဟုအမိပေးခြင်းဖြစ်နိုင်သည်ဟုတွေးဆနိုင်ပါသည်စကလုံးများဤအနက်သိပ်ပဲကဲ့ရပုံနဲ့ပတ်သက်၍စိတ်ဝင်စားပွဲတရက်ကိုတရောင်းတနေရာကလေးလာကြည့်ခြင်းပဲဖြစ်ပါတယ် ။မျက်တာမီအိမ်နဲ့လေးစင်းနဲ့ပါ။စကားပြောရရင်ဖြစ်စေ၊ရေးရရင်ဖြစ်စေရှေ့စဉ်ဆက်ကကျင်းသုံးလာတော့ထုံနည်းတစ်ခုရှိပါတယ်။အခြားမဟုတ်ပါ။မျက်စိဖြင့်မမြင်သာတော့ဒါမဲ့သဘောတရားတစ်ခုခုအကြောင်းကိုဖော်ပြလာတော့ခါမျက်စိဖြင့်မြင်သာသောဓဝိတုအကောင့်တဲ့တစ်ခုခုဖြင့်ရှင်ဟပ်ဖို့ပြသောနှီးပင်ဖြစ်ပါတယ်။တို့ဖြစ်၍မမြင်သာသောတန်တရာကိုမြင်သောဝေကရက်ဖြင့် ရှင်ဟရဲ့တန်တရာဝဲခရက်ဟုဆိုတော့ခါဝဲခရက်တင်ရှင်များတဝဲလက်လေလက်ပန်းနေကြတော့တန်တရာတွဲတင်လေဘောကအမျိုးမျိုးဖြစ်ပတ်စုံပန်းလက်ပန်းနေဒီတော့ကိုထင်ရှားလာရပါတယ်ထိုအတူလောဘမီဒုက္ခမွေဟောင်းမေတ္တာပံပညာမျက်စိတရားရည်စင်မာနတကုံတတိတမန်စသဖြင့ ရှင်ကာဓာတ်ကအမျိုးမျိုးသုံးလုံးလေးရှိကြောင်းအများသိပင်ဖြစ်တယ်။သုံးလုံးသူတို့ဤစိတ်ကူးညံလျောက်ထိုသုံးလုံးမျိုးတို့ခေတ်ဆက်တင်ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါတယ်။ထိုသုံးလုံးမျိုးကိုတထားဆရာတို့ကဥပစာတင် जा ခြင်းဟုခေါ်ရင်အလင်ကာဆရာတို့ကယူဘကအလင်ကာဟုခေါ်ကြပါတယ်။ထိုသုံးလုံးများဤတဘောကိုဒလေးစကြောင်းလေးလာခြင်းပြီးဆိုပါလေရင်ဒေါသမူရဟုသည်အဓိကဆိုလို့တော့ အကြောင်းမှာဒေါသအကြောင်း ဖြစ်ပါတယ်။မွေးဟောက်အကြောင်းမဟုတ်ပါ။ဒေါဤပြင်းထန်သောသဘောထင်ရှားအောင်ဝင်ဟောက်နဲ့ထင်ရှားပြခြင်းဖြစ်ပါတယ်။အဓိကမှာမွေးဟောက်မဟုတ်ပဲဒေါသကိုဆိုလိုခြင်းဖြစ်ပါတယ်။အနိုင်ခံတဲ့အနိုင်ကိုတစားတယ်။တထဲလေးသတ်တူပြလိုက်သည်ဟုဆိုနိုင်ပါတယ်။ဒေါသကိုမွေးဟောက်နဲ့ တင်စားလိုက်သည်ဟုလည်းဆိုနိုင်ပါတယ်။ဤသို့ထပ်တူပြုလိုက်တင်စားလိုက်တော့ခါအလွန်ပြင်းထန်လို့ဒေါသအနံအရိပ်ပဲပေါ်ထွက်လာပါတယ်။ဤနေရာတွင်ကယူပြုမိသောအချက်တစ်ချက်မှာထိုနှင့်အရိပ်ပဲကို အနိုင်စကားကပြတ်ထန်ပေးလိုက်ခြင်းပင်ဖြစ်ပါတယ်။ဆိုပါစို့ဒေါသတွင် ပြင်းထန်ခြင်းပူလောင်ခြင်းစသည်ဂုံရည်သွေးများရှိနေသည် ။ဒေါသကိုမွေဟောင်းနဲ့သက်တူပြောသောအခါဒေါသ၏အခြားကုန်များဤနေရာတွင်မညီမျှုံးလိုပဲမွေဟောင်းအစိပ်ပြင်းတကယ်တို့ပြင်းထန်သည့်ဂုံကိုသာရင်ညူးလိုသောမွေဟောင်းယူသော အနိုင်စကားကပြားဒန်းသက်မှတ်ပေးရာလျှောက်ပါလေ။အခေရွေးဒေါသကမင်းနဲ့ထတူပြုကဒေါသမိဟုသုံးပါကား။ တော်လာမှုရမှာကဲတို့ပြင်းထန်သောဂုံကိုမဆိုလိုတော့ပါမိကဲတို့ပူလာသည့်တဂုံကိုသာရှင်ညွှန်းလို့ချောင်းမိဟုသောအနိုင်စကားကပြထန်းသမှတ်ပေးရာရောက်သွားပြန်တဲ့ဖြစ်တော်လာမိသည်ပူလာတော်သာဟုသောတရခကိုအတိတ်ပဲကိုစောင့်သွားပြန်ပါလေအနိုင်ခံတွင်ရှိသောခုံရည်သွင်းများထဲမှအခုံရည်သွင်းတစ်ခုခုကိုအနိုင်ကပန်းချကတ်တဲ့ခြင်းဖြစ်သည်ဟုဆိုနိုင်ပါလေ ။သုံးတော့သူတို့ဤစိတ်ကူးညံကိုလိုက်ရအနိုင်ခံဤခုံရည်သွေးအမျိုးမျိုးပေါ်ထွက်လာပုံမှာလဲစိတ်ဝင်စားပွဲဖြစ်ပါတယ်။မြစ်တာဆိုပါတော့မြစ်တာဤအင်းမြတော်ကုံကို အထုံးပြုလူသူကမြစ်တာရဲ့စင်ဟူတင်စားပါလိမ့်မယ်။မြတ်တာဤမွေးပြန့်သောကုံကိုအထူးပြုလို့တကမြတ်တာပန်ဟူတင်စားပါလိမ့်မယ်မြတ်တာဤဘေးရန်တည်းရဲ့ကာဝယ်နိုင်သောကုံကိုအထူးပြုလို့က မြတ်တာတတိုင်းဟုတင်စားပါလိမ့်မယ်။မြတ်တာဆောင်ချုံရင်လုံးမပဲလို့တော့တချင်းမှာကဲတော့မြတ်တာဆောင်ဟုတင်စားခြင်းနဲ့တင်စားပါလိမ့်မယ်။မြတ်တာဤလမ်းပြနိုင်သောကွန်ကိုအထူးပြုလို့ဥဒကမတွန်သေးသိမ့်ရန်ဤတချင်းနဲ့ကလို့မြတ်တာမိအိမ်တို့တင်စားပါလိမ့်မယ်။ဤသို့စိတ်ကူးညာရှိသူကအမျိုးမျိုးတင်စားလိုက်တော့ကအကောင့်ထဲမှရှိသောမြတ်တာဤခုံရည်သွေးအမျိုးမျိုးသည် ဆက်ပြရေးပေါ်ထွက်လာရပါသည်။အများစိတ်ဝင်စားသောအချို့ဟုသောဒရမဲ့တဘောတို့ကလည်းတာတခါဆောင်လိုပါသည်လေ။ရုပ်ရှင်မင်းသမီးကြီးဒေါ်မေတိတချိန်ကတီဆိုခဲ့သည့်တချိန်လည်းကစပင်ပြိုးလို့စမိုးတွေစေစေစင်ပြက်ပြက်စပန်းပွင့်ကလေးဆိုတဲ့ကဲ့သို့အချစ်ကိုချစ်ပင်စမိုးချစ်ရဲ့အစဉ်စပန်းဟူရဲ့ နှစ်တန်အမြန်တို့ဘွယ်ကုန်းရွေသွေးမြို့မျိုးပေါ်ထွက်လာအောင်တင်စားတတ်ကြပါတယ်။သို့သော် acid ကိုစနေလုံးထိခိုက်နာခြင်းပွဲကောင်းရည်သိရှိသောသဘောတရားဖြင့်ရှုမြင်ခဲ့ရသောအင်းဝစိခာဆိုရှင်မဟာရထသာရကကိုကံပြုတွင်ချင်းညာစတူဝမ်းနေစုသောဝမ်းယူလန်ခတိပြရိုးခြင်းဖိမ့်ပင်းခြင်းရှင်ဟူ၍ရေးဝဲခဲ့ပူပါသည် ချစ်ညာချစ်စုဟုသာတင်စားလိုက်တော့ခါချစ်ရဲ့စင်တို့ချစ်ပန်းကဲ့သို့သောနှက်နဲ့မြန်တို့ဘွယ်တာယာဘွယ်မဟုတ်တော့ပါခိခိုင်လာစင်ဘွယ်ဖြစ်တော့ပြောင်းလဲသွားခဲ့ရပါတယ်နောက်ခေတ်စာဆုံးများကခပြားတချင်တွင်စစ်မုံနိုင်ချစ်ရဲ့ယူချစ်မီတော်ချစ်များစုစသဖြင့်စိတ်ကူးညံတတ်တယ်လို့တင်စားချသည်ကိုလည်းကြည့်လေရင်ခိခိုင်နာစင်ဘွယ်ခုံကိုဖော်ညွှန်းချချောင်းတွေ့ရပါလိမ့်မယ် ။တင်စားသူက စိတ်ကူးညံကိုလိုက်ရင်ခုံရည်တွေ အကောင်းဆုံးအမျိုးမျိုးပေါ်ရလာသည့်သဘောပင်ဖြစ်ပါတယ်။ထို့သောထတ်တူပြူတင်စားသောအထုံးလုံးများနဲ့ပတ်သက်၍စိတ်ဝင်စားပွဲ အချက်တစ်ချက်ရှိပါသေးတယ်။ထို့သောအနိုင်ခံတဲ့အနိုင်ကို ရှင်းတဲ့သုံးလင်းခြင်းသည်အခိုက်အတန့်သဘောယာယီသဘောကိုဆောင်းနေခြင်းပင်ဖြစ်ပါတယ်။တင်စားသူက ထို့သောတင်စားသုံးလုံးလိုက်သည့်အခိုက်အတန့်တွင်သာ စကားနှစ်ခုလာရောက်ရှင်တွဲမိခြင်းဖြစ်ပြီးအမြဲရှင်တွဲပန်းပန်နေခြင်းမဟုတ်ဟုဆိုလိုခြင်းဖြစ်ပါတယ်။ရှေ့တွင်ပြခဲ့သောမေတ္တာရေးစင်းဆိုပါစို့အင်းမြတီကုံကို အထူးပြုလိုသည့်အတွက်မေတ္တာရေးစင်းဟုတင်စားလိုက်ခြင်းဖြစ်လျာထို့တော့တင်စားသည့်အခိုက်တန်တဲ့သာမေတ္တာနှင့်ရှေ့စဉ်တော့အတူရှင်တွဲမိခြင်းဖြစ်ပါတယ်။ဤသို့တင်စားခြင်းနဲ့ မဆိုင်တော့အစမ်းလျာများတွင်မြစ်တာကလည်းသူ့ညာနဲ့သူရှိပြီးရေစင်ကလည်းသူ့ညာနဲ့သူရှိနေပါလိမ့်မယ်။အမြဲရှင်တွေ့နေခြင်းမဟုတ်ပါ။ထို့ကြောင့်အဘိဓမ္မာတွင်မြစ်တာရေစင်ဟုသောစကားနှလုံးတွေကိုရှာတွေ့မည်မဟုတ်ပါ။ဤသို့အဘိဓမ္မာရှာတွေ့နိုင်ခြင်းကပင်ထို့စကားလုံးနှလုံးရှင်တွေ့မှုသည်ဆံမတွေ့နိုင်ခြင်းကပင်ယာဤသောအခိုက်တန်သောဖြစ်ကြောင်းသက်တည်ပြနေပါလေ။ အခြားခြားသောအလားသူတင်စားသည်အသောတော်များသည်လည်းယာယီတဘောအခိုက်တန့်သဘောစောင့်သိကြည့်ပင် ဖြစ်ပါလေထို့ကြောင့်လည်းပုံသဘောကြမဟုတ်ပေတင်စားသူ စိတ်ကူးညံ့ကြွယ်လျင်ချဲ့သည့်လေရာအမျိုးမျိုးရှင်တွဲပောင်းဖွဲတင်စားနိုင်ခြင်းဖြစ်ပါတယ်ဤတော့တင်စားသုံးလုံးသော စကားချုပ်သည်သုံးပါများလာသော အခိုက်တန့်သဘော ယာယီတဘောမြတ်အမဟုတ်တော့ပဲအမြဲတမ်းပုံသေးရှင်တွေတောင်းဖက်သွားပုံမျိုးကိုလည်းရှိတတ်ပါတယ်။ထိုကမျိုးတွင်သစ္စကလုံးနှလုံးသည်နေစစ်သောစကားနယ်ပဲတဲ့။အစားချနယ်ထိုင်သွေးပြီးအပိဓာန်နယ်ဝင်သားတတ်ပါတယ်။တိတလောက်တော့တတကမှာလေးစင်နှမောင်းလိုစကားမျိုးဖြစ်ပါတယ်။ဒီစင်နမောင်တိမြတ်တရာရေရှင်လိုပညာရှင်ပြီးလိုစကားလုံးမျိုးဖြစ်ပါတယ် စင်နမဝီယန်းတလို့ဝီယန်းတိုက်ခတ်တော့ထိုလေဤကုံကိုအထူးပြုလို့တဲ့အတွက်စင်နမောင်းနဲ့ချက်သူပြုကလေစင်နမဟုသင်စားသုံးလုံးခြင်းဖြစ်ပါတယ်။ပူလာကလေနဲ့စင်နမောင်းတို့သည်သင်စားတဲ့ခိုင်တန်တွင်သာရှင်တွဲခြင်းဖြစ်ပါလိမ့်မယ်။ယာယီရှင်တွဲခြင်းဖြစ်ပါလိမ့်မယ်။ယခုလေနဲ့စင်နမောင်းကို ခွဲရမရတော့ပြီးအငြင်းရရှင်တွဲနေလေပြီလေ။ နေ့စဉ်သုံးစကားနယ်ပယ်တွေအသားချအနေတိုင်းသွားလေပြီလေထို့ကြောင့်ထို့စကားလုံးကို အပိဒံနယ်တွင်ဆဲတင်က အနက်ဖွင့်နေရလေပြီလေထို့သို့အခိုက်တန်ပေါ်ကျေးဇူးသားဒီအတွက်ထုတ်စကားလုံးမျိုးတွင်တင်စားသည့်အနိသင်ကုန်ခန်းသွားပြီးဖြစ်ပါတယ်။အလင်္ကာနဲ့ဆိုလျင်လေစင်နမောက်သည့်အလင်္ကာအနိသင်ကုန်ခန်းသွားပြီးဖြစ်သော ယူဘကအလင်္ကာတာဖြစ်ပါလိမ့်မယ်မြစ်တာမီအိမ်လိုချစ်စိတ်ရေလိုလိုအလင်္ကာအာနိသင်ရှိသေးသောအလင်္ကာမျိုးမဟုတ်တော့ပါအိနေရာတွင်တင်စားသည့်အာနိသင် ကုန်ခန့်တော်သောလင်းစင်လမောင်းလိုစကားမျိုးနှင့်အာနိသင်ဓာမြတ်ကျော်ဝါနေဆဲဖြစ်သောစကားမျိုးတို့၏ချမ်းသာချက်တစ်ခုကို တွေ့နိုင်ပါသည် တင်စားပြောခြင်းသည်တကယ်ပြောခြင်းမဟုတ်ပါမြစ်တာမီးအိမ်ဟူသောတင်စားပြောသော စကားသာဖြစ်သည်မြစ်တာမီးအိမ်ဆိုသော အရာဝတ္ထုတကယ်မရှိပါစီးရဲသွားပြီးမြစ်တာမီးအိမ်တလုံးလောက်ရှောင်းပါဟုဝယ်ယူရလဲမရပါပညာရှိဦးသည်လည်းတကယ်မရှိပါချင်းရောက်စစူးဆိုတာလေတကယ်အသားချင်ချောလာစုထက်တဲ့အရာဝတ္ထုမျိုးမဟုတ်ပါ ်တင်စားသူစိတ်ကူးညံ့ဖြစ်ဖန်တီးထားသော စကားများသာဖြစ်ပါတယ်။သို့တော်လေးစင်နမမှာတကယ်ရှိနေပါပြီ။ထိုလေးကိုထိုမည်ဖြစ်တကယ်ခေါ်ခြင်းဖြစ်နေပါပြီ။တင်စားခေါ်ခြင်းမဟုတ်တော့ပါ။တင်စားသူတို့ဤစိတ်ကူးညံ့တွင်တင်စားသုံးလုံးသောစကားလုံးများသည်အတစ်တေပေါ်ပေါက်နေပြီသားဖြစ်ပါသည်။ဆရာကြီးမောင်ခင်မင်းတနုပြု၏ စကားတပုတ်တရားစာသုံးရဆိုတဲ့စာအုပ်လေးရဲ့အပိုင်း73ကိုဒီမှာပဲကိတ္တကနာရှင်